အားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ဖာကန်းမြို့နယ်နတ်မော်ကျေးရွာမှာကြောက်စိမ့်လောက်ွက်တစ်ခုကနှံကန်ပေါက်ကျလို့ကျေးရွာတွေပျက်စီးခဲ့ရပြီးဒေသခံတွေပိတ်မိနေတဲ့ဆိုတဲ့သတင်းမှာမလ22ရက်နေ့မနက်9နာရီခွဲကမှကချင်ပြည်ဖာကန်းမြို့နယ်စိမ့်မှုကျေးရွာအုပ်စုနတ်မော်ကျေးရွာနေမှာရှိတဲ့ကြောက်လောက်ွက်တစ်ခုကနှံကန်ပေါက်ကျပြီးရှုပ်ရည်တွေကျေးရွာအတွင်းစီးဝင်ခဲ့တာကြောင့်နေရချုပ်ပျက်စီးပြီးဒေသခံတွေကျေးရွာတွေပိတ်မိခဲ့ကြပါတယ်ဒီအကြောင်းကိုသိရှိထားသူဒေသခံတအူးက ။နမောကြီးရွာနီးကြောက်တူးဖော်နေကြတဲ့လောက်ွက်တွေကကြောက်ဖြူတောင်းအောင်မှာကြောက်တူးဖော်နေတဲ့ကုမ္ပဏီလောက်ွက်တစ်ခုကနေနုံငန်ပောက်ကြပြီးနုံငန်ရေတွေနမောရွာဖုံရင်ကျောင်းကန်နဲ့ရွာထိပ်ကိုဝင်ခဲ့ပါတယ်။နုံငန်ရေကရွာထိပ်အိမ်အနေအချို့ကိုနေတဝက်အထိရေဝင်ခဲ့တယ်လို့သိရပါတယ်။လူထိခိုက်ဒေဆုံးမှုတော့မရှိဘူးလို့စီဂျေပလက်ဖောင်းကိုပြောပါတယ်။ နိုင်ငံပေါက်ကြတာကြောင့်ဒေသခံတွေဘေးလွရာကိုတန်းရှောင်နေကြရပြီးခြေရွာလမ်းတွေထဲသွာလာလို့မရအောင်ရှွံ့နှွံ့တွေစီးကြနေတဲ့အပြင်ခြံဝင်းတချို့ရှွံ့နှွံ့တိုက်ဆောက်မှုရှိကြတယ်လို့သိရပါဗျ။ ကြောက်စင်လောက်ကကနိုင်ငံပြိုကျမှုကြောင့်ပြီးခဲ့တဲ့2020ခုနှစ်မှာဝေခါကျေးရွာကအေးမစေးကြောက်ရှာဝေသူ190ကျော်သေဆုံးခဲ့တာရှိခဲ့သလိုပြီးခဲ့တဲ့ဇန်နဝါရီ17ရက်နေ့ကလည်းနိုင်ငံပေါက်ကြလို့စပေါ်ကျေးရွာက33ဦးသေဆုံးခဲ့ရပါသေးတယ်။ဖားကမှာနိုင်ငံပြိုကျတာမကြာခဏဖြစ်လေရှိပြီးအတိုင်းအဆမဲ့တယံဇာတဒူဖော်ခြင်းကြောင့်အခုလိုထိခိုက်ပျက်စီးမှုတွေဖြစ်နေရလို့ဒေတာကန်တွေကဝေဖန်နေကြပါရဲ့ရှင်။ကျမနွယ်နွယ်ပါ။